ဖြစ်ဖြစ်ဒီဝိရိယကြောင့်ပဲကာမကျွန်တော်တို့ဘလို့ပြရတယ် The day after အေးရှိကာကြာလိုက်တာအရင်ဆုံးသတိပြရတဲ့ချက်ကရာဒီ၆ဆရာမြေခွေးတွေအဖြစ်အပျက်တွေ UPS ပွဲတိုက်ခတ်တဲ့အခြေအနေတွေ လူတွေဖြစ်စီကြမှာသင်ကြေကြမှာဆိုတဲ့ဟာမျိုးပြမှာဘို့လို့ကြိုတင်နေတဲ့တော့ခလမေးတွေကိုမကြည့်ခိုင်းပါနဲ့စာရဖို့ပြန်လာတယ်။ဒါပေမဲ့ဒီကိရိယသိခင်ဘုရားကဖြစ်လာတဲ့အရာတွေကိုပုံပွက်တာလည်းရှိပဲလေ။ဖြစ်ပြတာလည်းအကြောင်းအရာတွေကိုဒီကြိုးလို့ရတာလက်ပေါင်းထောက်လာပြောတာ။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ niye asomai bo ya bala ne niya uti buku ni saya ni ka nado basa ni ka asomai ni te ka aro yu parma pada sa tila ko to sa ye ni su sa so no the ending time so ni cha ko cha ro pa shi ko dwe a te no ka thai ko ni ya ma ဒီပါရီလေးဖြစ်လာမယ့်အရာ ကိုရှိရှိရှုပ်သွေးမဲ့နေရာတွေမှာဝေဝါးစရာတွေတန်တရားဖြစ်စရာတွေကြောက်ရွံ့စရာတွေစိုးရိမ်စရာတွေအဲ့ဒီဖြစ်တဲ့ဉာဏ်ကပုပ္ပလောလေ့ကျေရမယ်ဆိုတာကိုပဋိပိဌာန်အဲ့တော့ကျွန်တော်ဘုရားကနမောနမတ်နဲ့နေတတ်တဲ့အခါမှာဒီအရာတွေကပဋ္ဌကဏ္ဍတွေကပဋိပိနေပါတယ်ကျွန်တော်တိုင်းပြည်ကျွန်တော်ရဲ့ကမ္ဘာကျွန်တော်ရဲ့ဝိဉာဉ်အခြေအနေတွေကလည်းကျွန်တော်ဘယ်ရန် ေးသေးတွေ။မညာနေတိုက်သွားလို့ကျွန်တော်ကျင်းစင်ထားတဲ့တကြိုးတက်တာလဲသွားတယ်ကျိုးရပြတ်သွားတယ်လူပြည့်စစ်ကြီးမလာတော့ပြတ်တော့သွားတယ်။ဒါကလေးကကျွန်တော်ပြောလိုက်တာပါ။ဒီပင်ဒီလဲလို့ဆိုတာမသိလိုက်ပါဘူး။ဆိုတော့အဲ့ဒါကိုရည်ရည်ပြန်ဖြစ်လာတဲ့အခါမှာကျွန်တော်ကဘယ်လိုပြန်လဲတုတ်ပြန်ရမလဲဆိုတော့ဖြစ်ပြတာကတတိပိဋကတော ဲ့တော့ဖြစ်လာတဲ့အရာတွေဘာတွေလဲအိမာမာကြွလာတဲ့မစီယာဖြစ်တယ်ပရောဖက်ဖြစ်တယ်မနာကိုလိုက်ဟဲ့ဒုတ်ပြီး miss led ခြာရောက်ပြီးဆောင်ရည်ပြန်ရစေရအတိတ်ကြည့်ကြတော့ be watchful vigilance ဆိုတာအများရဲ့တတိဝိရိယနဲ့ပုဂ္ဂိုလ်ကိုရှိနေဖို့ပြင်ဆင်ရမှာ ဲ့ကဘာပေါ်တယ်ဆိုတဲ့အခါဘာလို့ဆိုလို့ရလဲ Okay judgment day ဆိုတဲ့အစီအစဉ်လေးရောက်လာလိုက်မယ်မှန်တယ်ဒါနဲ့ခုချင်းစီကဘာပေါ်တယ်ကိုပေတဲ့နေပဲဒီလောကသက်တာရှင်သက်ခြင်းပုံဆုံးသွားပြီးတော့ဘာဝဒုက္ခချမ်းသာဆိုတဲ့တောင်းကြီးနေပဲရောက်ဖို့အတွက်ကျွန်တော်ခီးပြူနေတဲ့ခါမှာဘာလို့တတိပြုရမလဲခုနက don't be misled don't be deceived play ရခြင်းမခံရစေဘူး ဆိုးရေပါပဲတဲ့မင်းဘာပြောရမလဲမင်းတို့ဖန်ခံရတဲ့အခါစီရင်ခံရတဲ့အခါလူတွေကမင်းတို့မောတဲ့အခါမှာမလုံးတုတ်ပြန်စီစီလဲတကယ်ဘုရားကဘာမှကြိုပြီးတော့မွေးထားတယ်အချိန်တိုင်းမင်းနှုတ်ဆွမ်းနဲ့ဉာဏ်ပညာတော်ကိုဝိညာဉ်တော်ဖျားပေးလိုက်တယ်ဂတိတော်ကိုကျွန်တော်တို့ကြည်ဖို့လိုတယ်တကယ်ဘုရားစီမှာကျွန်တော်ဝေဝါးတဲ့စိတ်နဲ့ ိုပဲလိုက်သွားတယ်ကိုလူကဆွဲတယ်ကိုဘက်ကိုရောက်သွားတယ်ကျွန်တော်ပါသူကြီးဘာသာဖြစ်သွားတယ်ဘာသာဖြစ်သွားတယ်ခဏခဏကြာခုတော့ငငယ်တော့ဘုရားသတိပေးတာပဲကြည့်တာကဘာဖြစ်သွားလဲသိဘူးအခုဘိုးအသေးတော့ဒီအသေးတော့ခိုင်းကြတာလည်းရောက်သွားပြန်ဒါပါလေကျွန်တော်ရဲ့ယုံကြည်ခြင်းကအခြေမကိုက်တဲ့ကံပါ confusion ဘုရားကစွဲစားလို့အကောင်းတယ်အဒီဘက်ကလည်းစွဲတယ် ဲ့တော့ကိုယ့်ရဲ့ယန္နာကိုယ့်ရဲ့ယုံကြည်ခြင်းရှိရာနေရာမှာကျွန်တော်မပြောဖို့နိုင်ဘူး။အဲ့တော့တည်ငါတာယာမှုတွေမှာအောင်မြင်မှုတွေမှာကြီးပွားချမ်းသာမှုတွေမှာကျွန်တော်ကမလုံးလေးတတ်ဖို့တိုက်ခေါ်တဲ့အခါမှာဝိညာဉ်ရဲ့ဆွေးနွေးရတယ်။တကယ်ကြားရတဲ့ဒိဋ္ဌိတော့ကရှိသေးတာပါ။ဒါကြောင့်မင်းရဲ့စိတ်ချောက်တော့မပြည့်စည်ရ ဒီနမရှိမလို့ကိုဇဘေကြီးရဲ့ခါမှာသတိထားတယ်တော့ငါစကဇဘေကြီးကြပါလေလားနေတော့နေသွားတယ်သို့တော်ပဲလုံးဝမပေါ်တော့ဘူးခရာရှိရှိဆောက်ဆောက်ပေးဆိုတယ်ကျွန်တော်ကအဲ့ဒီလိုယုံကြည်ခြင်းမျိုးရှိစေဖို့နောက်ဆုံးကျမ်းပိုက်ရဲ့အစောပိုင်းမှာ perseverance ယုံကြည်ခြင်းလား အဆုံးတိုင်အောင်တည်ကြည်ခြင်းအဖြစ်သိရဲ့အသက်ကိုသင်ပိုင်နေတယ်။ဘာမှသက်ကိုတရားလို့ဆိုရတဲ့။အဲဒါကြောင့်ဒီကောင်မပါဘူးဒီကလေး။ကဘာပေါ်တဲ့အချိန်ပဲဖြစ်ဖြစ်စီရင်ခြင်းချက်ပဲဖြစ်စီရင်ခြင်းတရားစီရင်ခြင်းလို့ပြောလိုက်ဖြစ်တယ်။ကျွန်တော်ကတော့နည်းနည်းလေးလန့်သွားခြင်း။တရားလိုခြင်းရှိမှသွားပြီးတော့စီရင်ခံရမှာပြန်ဖြေဆိုရမှာ။အဲဒီ defense level ကမှာ thesis ကို defense level ကမှာ ဆရာလေးယောက်ကအရှိမထားရနေထိုင်တဲ့စိတ်ကလှုပ်ရှားတယ်။လန့်ပါဠိမွေးလို့ပါဠိပြောပါလားဟောပဲနေရမှာထောင်ချောက်စတဲ့ရောပါလဲဆိုတော့ခွေးကရင်းဆုံးဆုံးဖို့ခင်။ဒီနေရာမှာဒီနေ့ကျွန်တော်တို့ကိုစီရင်မဲ့တရားတွေကဘယ်လိုလဲ။မတရားတဲ့တရားတွေကဘယ်လို ျွန်တော်တို့စီရင်ပါဆိုရင်ကျွန်တော်တို့မတော်မတရားမလုပ်ဘူးအဲ့တော့ကျွန်တော်အဖြစ်ရှိနေတာကဖွင့်တောင်းပန်နေတဲ့နေရာခွင့်လွှတ်တဲ့တရားကိုကြည်ပါကုသပေးတဲ့တရားကိုကြည်ပါပြင်လွတ်ပေးတဲ့တရားကိုကြည်ပါကျွန်တော်တီတီရှိုးတွေမှာအမေရိကန်လာပြီနော်အဲ့ဒါတရားသူတယောက်ရှိတယ်သူကအဲ traffic ကြီးနော်စီကံချိုးပေါက်တဲ့သူကြီး ာမောဟပဲဖြစ် red light ကိုဖြတ်သွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုး fight တက်ခံရတဲ့သူကြီးတရားစီပြီးတဲ့အခါမှာအင်းတဲ့သူက moral less နဲ့တော့ကျွန်တော်သင်္ကန်းစာဖြစ်တယ်မတရားရစီအတူတူစာတကြားပြီးရဲ့ဒီလိုကျူးလွန်တဲ့ပုံကိုရဲ့စေတနာခြင်းများခြင်းနဲ့ဒီဘက်ပြန်ဖြတ်လိုက်တဲ့ဖြစ်ဖြစ်ဘလို့ထင်လဲဒီပြမှုမှာသူဖြစ်စီတာရှိတော့ရှိပါတယ်အဲ့ဒါဆိုရင် final chapter ဟောလာတရားနောက်တာသာသမီကဒီပါကိုပြန်ပြီးတော့တရားစီရင်တဲ့ပုံစံမျိုးနဲ့တပတ်တရားတို့ကြီးကအခါဒီလိုပြောလေးတော့ဖြစ်တယ်သူလုတ်ချေဆုံးလုတ်တာဘောဘုတော်မစားကျွတ်တော့တာဟောလာဆိုတော့အဲ့ရောက်နေတဲ့လေးရှော့ဖို့ပါဟောပါနောက်ပြန်ပြီးတော့ပညာကြီးတွေဖောက်ပြတယ်တရားအဲအဲဒီမှာ0တစ်တိုင်းမှာ5ဒေါ်လာတစ်တိုင်း10ဒေါ်လာနဲ့တရားက အဆုံးသတ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ချစ်တဲ့ဖခင်ကအပြစ်ရှိတိုင်းဝန်ချတရားမှန်တိုင်းပြုလုပ်တယ်ဆိုရဲဖခင်ရဲ့အရှိန်မှာကျွန်တော်တို့ရောက်ပြီးကြောက်စရာမလိုပါဘူးအဲ့တော့ကျွန်တော်တို့ချစ်တဲ့ဘုရားကိုကျွန်တော်ကချစ်ချင်းမေတ္တာနဲ့ကြံရတော့အတနာခံလို့အဲ့တော့လက်တွေ့ဘဝမှာဒီကနေ့ရှင်သန်နေတဲ့အတ္တဘာကောင်းကင်ရဲ့အတွက်ရောကျွန်တော်ရဲ့ဘဝလေ ရင်ဆုံးလူတရားမှာအတွေးကအရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့နေ့တိုင်းမှာတွေးတယ်အမြဲတမ်းထာနေတဲ့ချိန်မှာထားနေတဲ့အိတ်အိတ်ချိန်တချို့ကအတွေးမောင်းမျိုးဆိုတဲ့ရှုပ်ရှက်ကံပြေတော့လူကနေထိုင်နေတဲ့အခြေအနေရုပ်ကိုမြစ်ပုံမှာတွေးတယ်နေ့ချင်းအာဘယ်လိုမှမပါတယ်။ positive နဲ့ negative ဖရာပုံများတယ်။အပြုသဘောဆောင်ရဲ့ကိုအာရှိလူရဲ့အတွေးတွေကတွေးရတာ ါမှမဟုတ်ရင်မြစ်ကျူးရဲ့အတွေးတွေဖြစ်စီစီရဲ့အတွေးတွေပထမတရားမကောင်းတဲ့မြစ်ညာတဲ့အတွေးတွေကတွေးတာဘယ်အတွေးကမဟုတ်ဘူးလာလို့ပဲအဲ့တော့စကားမျိုးပေါ်ပါပေါ့ကောင်းတဲ့အတွေးကိုမတွေးချင်ကြတယ်တန့်တဲ့အတွေးကိုမတွေးချင်ကြတယ်အဲ့ဒါပါလို့က choose your thoughts ပထမဆုံးကျွန်တော်အတွေးကိုရွေးချယ်တာပါရွေးဖို့လားအတွေးကိုကျွန်တော်မရွေးချယ်ဘူးဆိုရင်ကျွန်တော် ုံမှန်ဝင်လာတဲ့ automatic အတွေးတွေတော့က negative တွေပဲကြားပါတယ် negative အပြည့်သဘောဆောင်တယ်အနောက်လက္ခဏာဆောင်တယ်အတွေးတွေရှိပါတယ်ဒါကြောင့်ကိုယ်ကတဘာသူကိုဖြစ်စေမိမိကိုယ်ကိုဖြစ်စေပတ်ဝန်းကျင်ကိုဖြစ်စေကြီးလိုက်တဲ့အကြည့်ကျွန်တော်အတွေးကလည်းဖတ်လာတာပါ Yeah judgment တယ်တဘာသူကိုစီရင်ခြင်းတဲ့အတွေးမျိုးရှိနေတယ်အခုကြားလိုက်ပါ positive အတွေးတင်ကြပါ ဒါဖရာရဲ့လှုပ်တော်ထွက်စကားနဲ့ရဲတဲ့နှလုံးသွေးတဲ့ပုံကူကြီးကောင်းတဲ့အတွေ့ကိုရဲတဲ့တွေ့ပါကောင်းတဲ့အတွေ့တိုင်းဟာအတွေ့ကောင်းတယ်ပါအဲ့ဒီအတွေ့ကောင်းကောင်းရှိရပုံကူကြီးဖန်ဆင်းခြင်းအမှုမှာတည်တည်သောအရာတွေကိုစိတ်ဝင်စားပါပျက်စီးစေတဲ့အရာကိုလုံးဝမလိုလားစိတ်ကူးလည်းမရှိအပြည့်တော်ဆက်တဲ့ပုံကူဖြစ်အောင် အတွေ့အကြုံဖြစ်ကြပါစေ။ဒုတိယအချက်လေးကပါလေကျွန်တော်တို့ရဲ့အောင်းမြတ်ဆက်ဆက်ခြင်းမှာပြောဆိုတဲ့စကားလုံးတွေ speech ကျွန်တော်ရဲ့နှုတ်ကထွက်လာတဲ့အရှာကထွက်လာတဲ့စကားကိုဘယ်လိုစကားလုံးမျိုးသုံးလဲတုံးကံကဘယ်လိုရှိလဲ စားပြီးဒီကျွန်တော်တို့ဘုံခံရအောင်ပဲကျွန်တော်ကတော့ဖြင့်ဒီနေ့ရပ်လာလို့ဆိုရင်နည်းနည်းလေးရှက်ပြီးလေးတပတ်တပတ်တော့တောင်းသိရှိတယ်လို့ဒါတို့ရအားနဲ့ချက်ကိုမရှက်ပဲနဲ့ဝန်ခံတဲ့အာဒုတိယဂျူရာလေးရတော့အေးကျွန်တော်ပဲဝန်ခံရရှိတယ်လောက်ကစားလေးဘော်တော်ပွဲလေးလောင်းပေးရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပရိုတက်စတန်ပါစတာကသူ့ထဲထဲလာ ေးကကျွန်တော်ကကုသလုပ်မရတဲ့ယောဂါလိုဖြစ်နေတယ်အတင်းဖြစ်ပြောတတ်တာလည်းရှိတယ်ဂေါစစ်ကျွန်တော်တို့တရားနဲ့တရားပေါင်းသင်းဆက်ဆံတဲ့အခါမှာကျွန်တော်တို့ရဲ့မိသားစုအနေနဲ့ကျွန်တော်တို့ရဲ့သားသမီးတွေနောက်ဆုံးပြောရရင်လင်ကြားတာပါပညာအသေးကိုပြောတာချက်ကိုယ့်ယောက်ျားအသေးကိုတပါးတပါးတော့ပေါက်ထချတယ်ခုမိန်းမရဲ့မကောင်းအချင်းနဲ့စကားတွေတော့ပြောတယ် ဲ့တော့ဒီကနေ့ကျွန်တော်တို့ပြန်ပြီးတော့ဆင်ခြင်ရအောင် gossip ဆိုရဲအတင်းပြပြောဆိုခြင်းအခြေကိုလည်းမဟာတာပြောပြခြင်းပါပျက်စီးရပျက်စီးရောက်ပါအကျုပ်သဘောဆက်လဲအမှုရာမဟုတ်ပါဘူးအကြောင်းကိုပြောရဲတက်ကပ်ဖလာတဲ့စကားတွေဒီဒီကနေ့ဝိညာဉ်တော်ဘုရားပေးတဲ့ဉာဏ်ပညာနဲ့အစွမ်းထက်သက်သောအကျိုးပြုတဲ့အားပေးသောစကားများအဲ့ဒီကြီးကိုပြည့်ပေးတဲ့ ာဏအဖြစ်သုံးနိုင်အောင်ကျေစရာကျူစားပါကျူညာအောင်တတိယကတော့ကျွန်တော်ရဲ့အဖြစ်အပျက်တွေကျွန်တော်တို့အဖြစ်အပျက်ပေါင်းတဲ့ဆက်ဆံရေးမှာတရားတတ်တဲ့ဘလို့ဥကြီးပေးတယ်ဝါရှင်တန်စတိတ်မှာရှိတဲ့ radius ဆိုတဲ့အကောင်တက်တာပေတကောင်း၄တောင်နဲ့အဲ့တောင်ပေါ်ကိုတက်တဲ့တောင်တက်တာကကိုးကူပါအကောင်ကဒုတိယတက်တယ် တယောက်ကခြေတူးတယ်။နောက်တယောက်ကဝါယုပြန်ရောက်လာရှိတယ်။နှစ်ယောက်ကနာမကြောင်၅ယောက်ကမျက်မှန်မြင်တယ်။ဘာကောင်းလဲ။ဒါပေမဲ့အဲ့ဒီ1400တောင်ရေးတဲ့အမြင့်ကိုချောတော့လာရပါတယ်။အောက်ကျစင်းတော့လည်း NDA ကိုဆိုတဲ့ရောက်ကြည့်လို့ကြာရောက်။တကယ်တော့ကြာနေတယ်။ဒါဘလို့ဘလို့များများတော့သွားကြတာလေတော့။ဒီဟာအရာမျက်မှန်မြင်တယောက်ကကျွန်တော်တယောက်တည်းရောက် နန်းမှာပူကြီးသွားနေတဲ့ပုံရောက်လာတယ်။ကျန်စင်းအောင်လည်းအဲ့ဒီလိုပဲတရားမလုပ်တတ်တဲ့ဟာကိုတရားကပြေးတယ်။အဲ့ဒီလိုပဲကျန်ရောက်လာတယ်။အဲ့တော့ဒီလိုကျွန်တော်တို့ရဲ့ဈေးစဉ်အသက်တာမှာဟောအခြေရင်ဉာဏ်ပြီးပူကြီးခြင်းရှိရလား။နေပုတ်ကလေးကိုဉာဏ်ပြီးကြည့်ဒီရဲ့ပထမဆုံးစာတမ်းကဩစတြေးလျတဲ့ Galaxy Day ဆိုတာ I have loved you ဆိုတာ not for the poor စည်ရင်းသားတွေကိုချစ်ချင်းတည်တာနဲ့ပတ်သက်ပြီးတော့စာကျော်လာရတယ်အဲ့ထက်မှာကျွန်တော်အခြေအနေကိုဒီလိုသူတို့ဖြင့်စိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာချို့တက်နေတဲ့ဒီလိုမောင်မောင်တွေကိုပုံစံပေးပို့ပြရတော့ကုဒီကြီးအဲကျွန်တော်အားလုံးကဘသူချမ်းသာတယ်လို့ဒီလိုမှချမ်းသာတယ်လို့ကြည့်ပါဘူးဘသူစိတ်ရဲလဲလို့ပြောလို့ရှိရင်ဝန်ခံလို့လည်းရှောင်းရှောင်းရှောင်းပါတယ် ဘယ်လိုဆိုလို့ဘုရားရှိခိုးဆင်းရဲတာလည်းပါပဲအခုကြည့်လို့ရတဲ့ဥစ္စာတွေဆင်းရဲတဲ့စိတ်ပိုင်းဆိုင်ရာမှာထွက်တယ်စိတ်ပိုင်းဆိုင်ရာမှာ